နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမလာ26ရက်ဗုဒ္ဓဟူးနေ့ ယေရမိနာဂတိကျမ်းအခန်းကြီး38အခန်းငယ်1မှ30အထိယေရမိတို့ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကားသင်သည်ထ၍အိုဒိန်သမားအိမ်သို့သွားလော့ထိုအရ၌ငါစကားကိုငါကြားစေမည်ဟု မိန့်တော်မူသည့်အတိုင်းငါသည်သွား၍အိုဒိန်ဆက်နှင့်လှုပ်လျက်ရှိသောအိုဒိန်သမားကို တွေ့၏။အိုးမြေဖြင့်လှုပ်သောအိုးသည် အိုဒိန်သမားလက်၌ပျက်စီးသောကြောင့်သူသည်အလိုအလျောက်အသည့်ပြုပြင်၍အခြားသောအိုးကိုလုပ်ပြန်လေ၏ထိုအခါထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီသို့ရောက်လာ၍ထာဝရဘုရားမိန်တော်မူသည်ကားအိုဣဒရီလအမျိုးအိုဒိန်သမားပြုတ်ကဲ့သို့တင်တို့ကိုငါမပြုတ်နိုင်သလောအိုဣဒရီလအမျိုးအိုးမြေသည်အိုဒိန်သမားလက်၌ရှိသကဲ့သို့သင်တို့သည်ငါလက်၌ရှိကြ၏ အကျင့်တိုင်းနိုင်ငံကိုနှုတ်ပယ်ဖြိုချဖျက်ဆီးခြင်းဟာငါအမိန်တော်ရှိ၏ငါအမိန်တော်နှင့်ဆိုင်သောထိုတိုင်းနိုင်ငံသည်မိမိဒုစရိုက်ကိုစွန့်ပစ်လျင်ငါကြံစီသောဘေးဒဏ်ကိုငါနောင်တရမည်အကျင့်တိုင်းနိုင်ငံကိုတည်ထောင်ပြုစုခြင်းဟာငါအမိန်တော်ရှိ၏ထိုတိုင်းနိုင်ငံသည်ငါစကားကိုနားမထောင်ငါမျက်မှောက်၌ဒုစရိုက်ကိုပြုလျင် သူ၏အကျိုးအလိုငှာပြုစုမည်ဟုသောစကား၌ပါသောဂျေစုကိုငါနောင်တရမည်။အိုမြေသည်အိုထိန်သမားလက်၌ရှိသကဲ့သို့သင်တို့သည်ငါလက်၌ရှိကြ၏။ယေရမိနာဂတိကျအခန်းကြီး38ခန်းငယ်6ပုံသွင်းပေးသူဖရာသခင် တသက်လုံးအိုထိန်သမားလှုပ်လာသူဒန်လက်စ်ဒီအလှဆင်အိုများနှင့်ပပုများကိုဖန်တီးသည် သူစုရထားသောဒီဇိုင်းများသည်သူနေထိုင်ရာ ရိုမေးနီးယားရှိမြို့လေး၏စိတ်ကူးစိတ်ဆော်မှုမှထွက်ပေါ်လာခြင်းဖြစ်သည် သူဖေထမအီလက်မှုပညာကို သူသင်ယူခဲ့ပြီးသူ၏လက်ရာများနှင့်ပတ်သက်၍ရွှေ့စည်းကိုတစ်နှစ်ပတ်လုံးမိုးတံအေးဒံခံစီပြီးအရေးပြောင်းအောင်လုပ်ပြီးအချင်းဖောက်ဖို့လိုအပ်တယ်ဒါမှရွှေ့ကိုပုံဖော်နိုင်ပြီး ရှွန်ကနာခံမှုနဲ့နားထောင်နေတယ်။ပုံသွင်းပေးနေတာကို ခံယူနေတယ်လို့လက်ကခံစားမိမယ်ဟုမှတ်ချက်ပေးခဲ့သည်။ရှွတ်စေကနားထောင်သောအခါမြည်သူဖြစ်သွားသည်။၎င်းသည်အိုထင်းသမား၏ထိတွေ့ပုံသွင်းမှုနောက်သို့လွန်လွန်လပ်လပ်ပါသွားပါသည်။ပရောဖက်ယေရမိသည်အိုထင်းသမားအိမ်သို့သွားသောအခါရင်းကိုတတိပြုမိခဲ့သည်။အိုထင်းသမားသည်အိုးတစ်လုံးနှင့်စူးစမ်းလောက်ကင်နေပြီး နောက်ဆုံးတွင်အိုးပုံစံအစ်တလုံးကို ပြောင်းလဲပုံသွင်းခဲ့သည်။အိုးမြေသည်အိုးထင်းသမားလက်၌ရှိသကဲ့သို့သင်တို့သည်ငါလက်၌ရှိကြ၏ဟုယေရမိအားဖျားသခင် မိန့်တော်မူသည်။ဖျားသခင်သည်ကျွန်ုပ်တို့ကိုတိဆောက်ရန်သို့မဟုတ်နှိမ်ချရန်တတ်နိုင်တော်လေ။သူ၏အန်တီမရည်ရွယ်ချက်မှာကျွန်ုပ်တို့အားအနိုင်ယူရန်သို့မဟုတ်ဖျက်ဆီးရန်မဟုတ်ပါ။ယေစာကိုရော်သည်မဖြစ်နိုင်သောအရာကို ခွဲခြားသိမြင်ပြီး ထိုရွှတ်ဈေးကိုလှပအသုံးဝင်သည့်အရာတစ်ခုခုတို့ပြန်လဲပုံဖော်နိုင်သည့်ကျွမ်းကျင်အိုးထင်းသမားတဦးနှင့်တူပါသည်။နာခံခြင်းရှိသောရွှတ်ဈေးကိုများစွာပြောเสียရမရှိပါ။ထိုးဆွာလိုက်သောအခါတွင်၎င်းသည် အလိုရှိသောလမ်းကြောင်းသို့၍လျသည်။ပုံသွင်းသောအခါတွင်ပုံသွင်းသည့်အတိုင်းတည်နေသည်။ကျွန်ုပ်တို့အတွက်မိကုန်းမှဤသို့ဖြစ်သည်။ကိုယ်တော်အလိုရှိသည့်အတိုင်းကျွန်ုပ်တို့၏ဘဝကိုပုံသွင်းနိုင်ရန်အတွက် ဖျားသခင်ဤတကူကြီးသော လက်တော်အောက်သို့နှိမ့်ချရန်ကျွန်ုပ်တို့ဆန္ဒရှိပါသလားယနေ့ဖျားသခင်ကိုတင်မြီတို့နားထောင်နေသည်နီတင်ဘဝအတွေ့အကြုံများအပြင် င့်အားပြန်လည်မိုးမှန်ရသည့်ကိုရောဤရည်ရွယ်ချက်မှပင်နီချေရပါတော်ဖရာသခင်ကိုရောအားယုံကြည်စိတ်ချရန်ကျွန်ုပ်ကိုမဆတော်မူပါကျွန်ုပ်၏အသက်တာကို ကိုရောထံအံ့နံလိုပါ၏သခင်ယေရှုနာမကိုအမိန်ပြု၍ဆုတောင်းပါ၏အာမင်နေစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာ ဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။